ကျေအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ကြည့်ရမယ့်အတူတူ reaction လုပ်ရမယ့် video လေးကဘာလဲဆိုတော့မြောင်းမြကအကြောင်းသူလေးရဲ့ video file ဖြစ်ပါတယ်ဒီ video file နဲ့ပတ်သက်ပြီးတော့သူတို့ကသူတို့ဘယ်လိုဖြစ်သွားတယ်လဲဘာဖြစ်လို့ဒီကောင်မလေးကိုပါရိုက်ခံရတယ်လဲဆိုတော့အကြောင်းရဲ့အာဒီအဲဒီကောင်မလေးကိုပါရိုက်တဲ့ဒီကလေးမလေးတွေပေါ့နော်ဒီကလေးမလေးတွေနဲ့သူတို့အကြောင်းအုပ်ကြီးတွေသူတို့အသံပိုင်ဆရာဆရာမတွေဘာဘယ်လိုဖြစ်သွားတယ်ဘယ်ထိရောက်သွားတယ်

ယုတ်ကချင်းជីជីပေါင်းယုတ်ကချင်းတော်တော်တနာကမာလေးနဲ့နော်တော်တော်ရိုင်းနေနော်ကလေးမလည်းတော်တော်ရိုင်းနေယုတ်ကိုကြည့်လိုက်ရင်တကယ်ချစ်စရာကောင်းတယ်ဒါပေမဲ့စိတ်ကတော့တော်တော်ရိုင်းနေသူတို့ရဲ့ပြဿနာကိုဒီဒီဗီဒီယိုပြီးမှကျွန်တော်တူတူကြည့်မယ်နော်သူတို့ရဲ့ပြဿနာဘာလဲဆိုတော့အချက်ရှိမြဲရဲ့နော်အနချက် 是吧？咱家这阿里。嗯，十遍水来滴。那还洗不了十遍水。 မနေဘူးပြောချက်ရှိရပါဘူးဘုန်းဘုန်းဆုံးရောက်တိုင်းငါဘလို့ပြန်ပြီးတော့အဲ့ဒါဆုကရင်းနဲ့ငါပြန်တင်ပြီးရအောင်ဘာလို့တင်လဲဒီဘာလို့တင်လဲဘာလို့တင်လဲအေးဘာလို့တင်လဲအတင်းပြောတယ်ကြားလို့နင်းကြားလားဩနင်းမြဲလားအချက်ရှိပြီဒီကောင်မရတယ်တာရတာတာရတာတာရတာကြည့်ပြန်တောင်းပန်ခိုင်းတာနော် လူထောက်ပြီးတော့တောင်းပန်ခိုင်းပြန်ရှာလို့မရတော့ဟေးဟုတ်ပြီတင်မရပါနော်ဒါတော့ရည်ပြီးနေပါဗိုက်တယ်ဆက်ကြောင်းကြည့်ရဲ့ပြန်မဲ့ကဲကဲဗီဒီယိုတော့အဲ့လောက်ပါပဲသူ့အမေရှင်းပြန်လဲရှင်းပြတဲ့ဗီဒီယိုကိုမကြည့်ခင်လေးမှာကျွန်တော်ဗာပြောချင်တယ်လဲဆိုတော့ ဒီကလေးမတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်အကြောင်းအရာတွေတိ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 တလောက်ပြောမယ်ဆိုလို့ရှင်ပေါ့နော်အခုပါရိုက်တဲ့အဖွဲ့၄ရောက်အဖွဲ့ပေါ့နော်၄ရောက်လား၅ရောက်လားဒီအဖွဲ့ကအခုဆိုလို့ရှင်သူတို့ဘာဖြစ်သွားလဲသိချင်းလားနော်ဘာဖြစ်သွားလဲဆိုတော့အခုဆိုလို့ရှင်ဒီမြန်မာနိုင်ငံတနိုင်ငံလုံးမှာသူတို့ကဘယ်เจ้าမဆိုဒီအစိုးရဘယ်เจ้าမဆိုလုံးဝအเจ้าတက်လို့မရအောင်သူတို့ကမြင်နေနေပေါ့နော်မြင်နေနေ ချက်ခံလိုက်ရတယ်ပေါ့နော်ဆိုတော့ဘယ်ကြောင်းမှတက်လို့မရတော့ဘူးဆိုပြီးတော့ပဲအဖြစ်ခံလိုက်ရတယ်ဒါပဲမဟုတ်ဘူးပေါ့နော်ကျွန်တော်တိတလောက်ဆိုလို့ရှင်တော့အတန်းပိုင်ဆီယာမရဲ့သူတို့အကြောင်းကြီးရဲ့ပေါ့နော်သူတို့မြင်နေနဲ့ကြည့်ပြီးသွားပြီအပယ်ခံလိုက်ရပြီပင်စင်လည်းမယူနော်တခါတည်းတက်တက်လုံးပေါ့နော်ကြောင်းဆရာလို့လို့မရတော့ဘူး ကျောင်းတက်လို့လည်းမရောဒီကလေးမလေးဒီဒါမဲ့အခုပိုင်းရိုက်ခံရတဲ့ကလေးမလေးကြတော့ကျောင်းဆက်တက်လို့ရတယ်နေချင်းဆက်နေလို့ရတယ်မနေချင်းဘူးဆိုလို့ရှိရင်တခြားကျောင်းမှာလည်းပြောင်းလို့ရတယ်เนาะဆိုတော့အဲ့ဒါလေးကိုကျွန်တော်ပြန်ပြီးတော့တွေးတဲ့အခါမှာတနည်းအားဖြင့်လုတ်တင်တယ်ပေါ့နော်ဖြစ်တင်တယ်လုတ်တင်တယ်ဘာဖြစ်လို့လဲဆိုတော့အခုဒါဒီပြဿနာတစ်တစ်လေးနဲ့ပေါ့နော်အဲ့လိုအနိုင်ကျင့်ပြီးတော့အုပ်စုလိုက်ပါရိုက်တာတို့ တော်တော်လေးကြည့်လို့မကောင်းဘူးတော်တော်လေးဆိုးတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးချစ်ချီရောက်ပြည်ယူတာချစ်ချီရောက်သူတို့ကလှုပ်ဆောင်သွားတာကိုကျွန်တော်အရန်သဘောကျတယ်နော်အဲ့ဒါလေးကိုတည်ရင်ထူးအဲလေတည်ရင်ထူးနေနဲ့ကျွန်တော်လာပြောပြတာဖြစ်ပါတယ်တိပိသားလူရှိနေရှိမှာပေါ့နော်နောက်ပြီးကျတော့ဘာရှိသေးလဲဆိုတော့ဘာရိုက်ခဲတဲ့ကလေးမလေးတွေကိုအာပြစ်မှုပေါ့နော်ပြစ်မှုကျူးလွန်ကိုထိလက်ရောက် စော်ကားကျူးလွန်ခဲ့တဲ့အတွက်ကြောင့်မလို့သူတို့ကဒီအာတာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေကပေါ့နော်သူတို့ကိုတိတိရောက်အေးအေးယူသွားမယ်လို့တော့ပြောသွားတယ်ပေါ့နော်သူတို့ကဘယ်လိုအေးအေးယူမလဲဆိုတာတော့ကျွန်တော်လည်းမသိသေးဘူးပေါ့နော်ဆိုတော့အာသူတို့ရဲ့ပြဿနာလေးတော့အဲ့လောက်ပါပဲနော်အာဘာဖြစ်လို့သူတို့ကဒီလိုဘာရိုက်ခဲ့တာလဲဆိုတဲ့အကြောင်းကိုသူ့အမေကအရှင်းရှင်းလင်းပြန်ပြောပြထားတဲ့ဗီဒီယိုဖိုင်လေးရှိပါတယ်ဆိုတော့ဒီဗီဒီယိုဖိုင်လေးကိုဆက်ကြည့်အောင် သူတို့ကိုသူတို့ကိုကျမကဘယ်လိုပြောထားလဲဆိုတော့သူ့ကို သမီးចောင်းចောင်းပိတ်တဲ့အချိန်မှာလဲသူတို့နဲ့ကပြဿနာတက်တယ်ပြဿနာတက်တာကျမသမီးကအပြင်ထွက်သွားလို့သူတို့ကိုမြင်လို့စောင်းလို့မြောင်းလို့ပြဿနာတက်တာမဟုတ်ဘူးနော်တစ်တော့ဆော့တာဗျာတစ်တော့ဆော့တာတစ်တော့ပေါ်ကဆော့တဲ့တစ်ခုကသူတို့ကိုတငယ်ချင်းပေါင်းတဲ့နဲ့ပတ်သက်တဲ့ဟာတင်းလို့တဲ့ အဲပြဿနာရှာခံရတယ်ပြီလားအဲ့ဒါကကျမကလည်းဖုန်းကင်ထားတဲ့အခါမှာကျမကအဲ့ဒါကိုမြင်ပြီးတော့ငါသမီးကိုဗလိုင်းငါစော်ကားနေပါလားဆိုပြီးတော့ကျမကအဲသူတို့ကိုတွတ်တိုင်ထားတာရှိတယ်နော်အဲ့ဒါကြောင့်မို့လို့ကျမကကြောင်းပြန်ဖွင့်တဲ့အခါမှာသမီးသူတို့နဲ့အတန်းချင်းရှေးနောက်မထိုင်ဖို့ရန်ရှောင်ခိုင်းတာနော်အရှိနောက်မထိုင်ဘူးဝိုးဝေးထိုင်ဘူးသူတို့ကိုမျက်နှာပေးပြီးမထိုင်ဘူးသူတို့ရှိတဲ့ဘက်ကိုမလှဲ့ဘူး မတိကြောင်ဆောင်ဘူးသူတို့ဘာပြောပြောမကြားကြောင်ဆောင်ဘူးကျမအမျိုးဆုံးကျမသမီးကိုမှားလိုက်တယ်နော်အဲပြီးတော့တူရှင်တူရှင်ကလည်းအเจ้าနေပြန်ဖွင့်တဲ့ခါကျတော့တူရှင်ကမလုပ်လဲဆိုတော့ဆရာမကအဲတလားလောက်တွေကကြိုးဖွင့်တယ်ဒါပေမဲ့သူတို့မတက်ဘူးအောက်ကျမသမီးကအဲ့နဲ့ကျမသမီးက၂ရက်လောက်တက်လဲတက်ပြီးတော့တစ်ရက်လား၂ရက်လားမသိတက်လဲတက်ပြီးတော့မှတယောက်ရောက်လာတယ်တဲ့ပထမဦးတော့ငြိမ့်ငြိမ့်ပဲနေတယ်တဲ့ နောက်2ယောက်ယောက်လာတယ်2ရက်3ရက်နေတော့နောက်3ယောက်ယောက်လာတယ်အခု4 5ယောက်လည်းဖြစ်လည်းဖြစ်ပေါ့ငါလည်းပွဲတယ်တဲ့အားကြောင့်မို့ကျွန်မကသူရှင်မှာပြောင်းမှုအတွက်ကိုကျွန်မဆုံးဖြတ်ထားတယ်ပြောလဲပြောထားတယ်နော်သူရှင်ကိုလည်းပြောင်းမှုလို့တာဒါတေးသေးလေးကိစ္စမဟုတ်ဘူးနော်ကျွန်မကတေးသေးလေးကိစ္စကိုကြည်ဤချဲ့တယ်လို့ပြောကျွန်မသားသမီးနောင်တစ်ချိန်မှာနစ်နာလာလိမ့်မယ်ကျွန်မသမီးကဒါကြောင့်မို့ကျွန်မကအဲဒီလိုမျိုးကန့်ကွက်ရတာပေါ့နော်ပြောရတာပေါ့နော်အဲကိုသားသမီးကိုကိုတက်နိုင်တဲ့လောက်ရှောင်းတယ်သူရှင်မှာသူတို့ရှိတဲ့အရက်မှာမတက်ဖို့အတွက်ကျွန်မပြောင်းမှုလုပ်တယ် ဘာဖြစ်လို့လဲဆိုတော့တူရှင်ဆရာမတော့မဟုတ်ဘူးနော်ဆရာမတယောက်ရှိတယ်ဒါလည်းကျွန်မအမှန်တိုင်းနဲ့ပြောတယ်အဲ့ဆရာမဆိုလို့ရှိရင်ကျွန်မသမီးလေးကကျွန်မကိုပြန်ပြန်ပြောတော့ပြဿနာတွေကျွန်မသိရတယ်လေသိရတဲ့ခါကျတော့ဆရာမရေဒီလိုဒီလိုပဲရှိတယ်ခလေးကိုဒီလိုဒီလိုပဲလုပ်ခဲ့သူအဲ့ဆရာမကျွန်မသမီးကိုပြောတယ်တဲ့နေရတဲ့ဘာဖြစ်လို့တဲ့ကိုယ်တိုင်ရဲ့ချင်းချင်းစကားများတာကိုမိဘကိုဒါလို့ပြန်သွားပြောရတာလေပေါ့ကျွန်မသမီးကိုဆူတယ်တဲ့အဲ့လိုပုံစံမျိုးနဲ့ပြောရတယ်ပေါ့လေကိုဖြစ်တဲ့ကိစ္စကိုကိုယ့်ဘာကိုယ်ကိုရှင်းမယ်နဲ့ဘာလို့မိဘနဲ့ရှင်းရတာလဲဆိုမိဘကိုမပြောဘဲနဲ့ အခုနလိုင်းပေါ်မှာအခုအများမြင်နေရပါပြီနော်အဲ့ဒီဗီဒီယိုလိုမျိုးအဲ့ဒီအခုကျမတည်းတင်ပြမယ်အဲ့ဒီဗီဒီယိုအဲ့ဒီဗီဒီယိုလိုမျိုးကျမသမီးကိုတနည်းအောင်ခေါ်ပြီးရိုက်တဲ့အခါကျလို့ရှိရင်ဒီမိဘဘာမှမသိပဲနဲ့ဘလို့သွားပြေရှင်းမလဲကျမသမီးကိုတော့ကျမအကုန်ပြောပြတယ်နော်ဒါကြောင့်မို့ကျမဒီဆရာမနဲ့လည်းကျမစိတ်မချဘူးဒီစကားပြောတဲ့ဆရာမသိလားအဲအမြဲတမ်းလို့လို့သူတို့ဆရာမဆရာမနဲ့ဖြစ်နေတဲ့လူတို့မျိုးဆရာမဆရာမ ဖြစ်မနေတဲ့လူကိုတစ်မျိုးဖြစ်တဲ့အတွက်ဒီဆရာမကလည်းဒီလိုပြောတဲ့အတွက်နီးလားကျမလည်းဆရာမကိုတွေ့ပြီးပြောတယ်ကျမသမီးမှဒီမအေးတယောက်နဲ့ရှိတယ်သူ့မှာရင်ဖွင့်ဖို့လဲကျမပဲတငယ်ချင်းလဲကျမပဲမိဘလဲကျမပဲအဲ့တော့သူ့အကုန်ရင်ဖွင့်ရင်ကျမမားတယ်မှန်တယ်ဆုံးဖြတ်ပေးရမယ်ကျမသမီးကိုတော့ကျမအကုန်ပြောခိုင်းရတယ်ဘာဖြစ်ဖြစ်လို့နီးလားဒါကြောင့်မို့လို့ကျမတို့ဘက်ကရန်ရှောင်းတယ်ရှင်တို့ဘက်ကလည်းရှင်တို့သားသမီးကိုရှင်ဆုံးမကြကဲအဲ့ဒါဆိုလို့ရှိရင်ကလေးမက ဘာဖြစ်လို့ပါရိုက်ခံရတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့ရှင်းရှင်းလင်းလင်းသိတော်ပြီလို့ကျွန်တော်ထင်တယ်။ဆိုတော့ပြဿနာကတော့ဘာမှ ကြီးကြီးကျယ်ကျယ်တော့မဟုတ်ပေမဲ့ပေါ့နော်။အာဒီဗီဒီယိုဖိုင်တင်တဲ့ပြဿနာအကြောင်းပေါ့နော်။အဲဒီကလေးမကပါရိုက်ခံရတာပေါ့အဓိက။အဲဒါကြောင့်မို့လို့အခုဆိုလို့ရှိရင်နော်တကယ်တည်တည်လေးကကြီးကြီးဖြစ်လာတယ်ပေါ့နော်။ဆိုတော့အခုဆိုလို့ရှိရင်ပြဿနာတွေကအကုန်လုံးရှင်းပြီးပြီเนาะအကြောင်းတက်လို့မရတော့ဘူး ကျောင်းဆရာဆရာမတွေဆိုလို့ရှင်လဲသူတို့အတန်းပိုင်ဆရာမရဲ့အာကျောင်းဦးကြီးရဲ့အကုန်လုံးထုတ်ပစ်လိုက်ပြီးမြင်နေနဲ့ထုတ်ပစ်လိုက်ပြီပေါ့နော်အဲ့လိုမျိုးတော့တရင်ကြရတယ်ဆိုတော့ဘာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးတာဝန်ရှိပုဂ္ဂိုလ်တွေကအာကောင်းကောင်းမွန်မွန်ပေါ့နော်မမှန်ကန်ကန်သူတို့ဆုံးဖြတ်ပြီးတော့အရေးယူတာကအကောင်ဆုံးပါပဲလို့ကျွန်တော်ပြောချင်တယ်။ Okay ဘာပဲဖြစ်ကျွန်တော်တို့ဗီဒီယိုတော့အဲ့လောက်ပါပဲ။နောက်ဗီဒီယိုမှာကျွန်တော်တို့ပြန်ဆုံတွေ့ကြမယ်။အားလုံးပဲပါပါ